မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥရေအစံပေးတဦးဖြစ်သူဦးကိုနီကိုအင်ဒိုနီးရှားနိုင်ငံလေးလာရေးခီးကအပြန်ရန်ကုန်လေးစိတ်မှာဇန်နဝါရီလ29ရက်နေ့ညနေ9:00နာရီခန့်ကတနတ်သမားတဦးရဲ့အနီးကပ်ပစ်ခတ်မှုနဲ့တေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်တရက်ကိုဖေဖော်ဝါရီလ15ရက်နေ့နေစွဲနဲ့နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ခဲ့ပါတယ်။အဆိုပါထုတ်ပြန်ချက်မှာပြစ်မှုကျူးလွန်ရာမှာပူပေါင်းပါဝင်ခဲ့သူအောင်ဝင်းစော်အနေနဲ့အောင်ဝင်းခိုင်ရဲ့ကံလန်းချက်အရလှုပ်ကြံပေးနိုင်မဲ့သူကိုရှာဖွေခဲ့ရာ ်ကိုအောင်စိုးကိုအင်းစိန်မျိုးအထိတွားရောက်ကမ်းလှမ်းခဲ့တယ်လို့ဆိုပါရယ်အဆိုပါကမ်းလှမ်းချက်နဲ့ပတ်သက်ပြီးကိုအောင်စိုးကအခုလိုပြောပါရယ် နောက်ပိုင်းမှာကိုအောင်စိုးကအောင်ဝင်းစော်ကိုပြန်လည်ဆက်သွယ်လာခဲ့ပေမဲ့တပ်ပေးရမယ့်တန်တမန်ပြန်သွားပြီဟုပြောဆိုခဲ့ပြီးလမ်းစားဖြတ်ခဲ့တယ်လို့သမရာယုံထုတ်ပြန်ချက်မှာပါရှိပါရယ်အခုလိုပြန်လည်ဆက်သွယ်ခဲ့တာဟာလူတက်ဖို့မဟုတ်ဘူးလို့ကိုအောင်စိုးကပြောပါရယ် ကိုအောင်စိုးဟာအင်းစိန်အောင်စိုးကလောင်အမိနဲ့ထောင်ဆောင်စာအုပ်တအုပ်ရေးသားထုတ်ဝေခဲ့ပြီးဥက္ကိုနီလှုပ်ကြံခံရတဲ့ဖြစ်စဉ်ကြားသိရပြီးနောက်မြမနောင်းကကိုဆွေဝင်းကိုဆက်သွယ်ပြီးတနက်နဲ့အနီးကပ်ပစ်ခတ်တက်ဖြတ်သူကိုကြည်လင်းနဲ့ကိုအောင်ဝင်းစော်တို့ဆက်ဆက်မှုရှိနိုင်ကြောင်းထုတ်ပေါ်ပြောကြားခဲ့တာဖြစ်ပါတယ်။အဲဒီလိုမပြောဆိုခင်အထိ၃နိုင်ကြာစဉ်းစားခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိအမှုဖြစ်စဉ်အရလုံခြံတက်ဖြတ်သူကိုကြည်လင်ပူပေါင်းပောင်ဝင်သူကိုအောင်ဝင်းစောနဲ့စေခိုင်းသူကိုအောင်ဝင်းခိုင်တို့ကိုသိရှိထားပေမဲ့နောက်ကွယ်မှာပောင်ဝင်သူများစွာရှိနိုင်လိမ့်မယ်လို့သုံးသပ်ပြောဆိုခဲ့ပါတယ်။